။ကမ္ဘာပေါ်ကအကြီးဆုံးသရဝါလို့သတ်မှတ်ခံထားရတယ်။ Blue Whale လို့ခေါ်တဲ့အပြာရောင်ဝေလာ၅ကြီးရဲ့တံခါးရဲ့အရွယ်စားဟာ Boring 737လေယာဉ်ကြီးထက်ပိုရှိပါတယ်။ဒီအပြာရောင်ဝေလာ၅ကြီးရဲ့အရှိဟာမီတာ30ပေ100ခန့်အထိရှည်လျားကြပါတယ်။ ကုန်းမြေပေါ်ကအကြီးမားဆုံးသတ္တဝါတွေဖြစ်တဲ့စင်အကောင်30လောက်ရဲ့အလေးချိန်နဲ့ဒီအပြာရောင်ဝေလာငါးကြီးတွေရဲ့အလေးချိန်ကအတူတူပါပဲ။ခမားအပြင်အကြီးဆုံးပြာရောင်ဝေလာငါးကြီးတကောင်ရဲ့အလေးချိန်ဟာတန်200ခန့်အထိရှိနိုင်ပါတယ်။ဒီအပြာရောင်ဝေလာငါးကြီးတွေရဲ့နှလုံးဟာဆိုရင်ဖြင့်မော်တော်ကားတစ်စီးစာလောက်ထိရှိနိုင်ပြီးတော့သူတို့ရဲ့သွေးကြောတွေဟာဘလောက်ကြီးလဲဆိုရင်လူတစ်ယောက်အထဲမှာတွားသွားလို့ရတဲ့အထိသူတို့ရဲ့သွေးကြောတွေဟာကြီးမားပါတယ်။ဒီဝေလာငါးအပြာရောင်တွေဟာကဘာပေါ်မှာအကျယ်လောင်ဆုံးသောအတန်ကိုပြုတ်နိုင်တဲ့ပြိဿန်တွေပဲဖြစ်ပါတယ်။သူတို့ရဲ့အော်ဒါဟာ ဂျက်အင်ဂျင်အတန်ထက်ထောင်ကျေပြီးတော့ဂျေအောက်မှာဆိုရင်တော့ကီလိုမီတာ1000ကျော်အကွာဝေးကနေတော့မှအချင်းချင်းဆက်သွယ်တန်းကိုကြားရနိုင်ပါတယ်ဒီအပြာရောင်ဝေလာငါးကြီးတွေဟာအစားလဲအရန်ကြီးပါတယ်ခရဲလို့ခေါ်တဲ့ပဇွန်စိတ်ငယ်လေးတွေကိုစားသုံးကြတာဖြစ်ပြီးတော့တရက်ကိုပဇွန်စိတ်ငယ်လေးတွေတန်ချိန်၄တန်တောက်အထိစားသုံးကြပါတယ်သူတို့တွေရဲ့ပြန်မြတက်တန်းကတော့နှစ်80ကနေ90အထိရှိနိုင်ပြီးတော့တက်တန်းအကြာရှည်ဆုံး blue way ဝီလာ၅ပြတကောင်ရဲ့တက်တန်းဆိုရင်တော့နှစ်ပေါင်း130လောက်အထိရှိနိုင်မယ်လို့ခန့်မှန်းထားကြပါတယ်။ဒါကတော့အခုလက်ရှိကမ္ဘာပေါ်ကအကြီးမားဆုံးသတ္တဝါတကောင်ဖြစ်တဲ့လူးဝေအပြာရောင်ဝီလာ၅ကြီးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖွယ်ဗီဒီယိုလေးတွေမှာထပ်မံဆုံတွေ့ကြပါစို့။